ဗီဗီမိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုဒီထွေစာပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်ဇွန်လ17ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွားပြီးမှကြည့်ကြပါမယ်ဖြစ်ပါတယ်ခင်ဗျာကဲရိုးရော်မပြတ်ပြေပေါ့နော်ကျွန်တော်တို့လိုရီတူရှင်သတင်းလေးဖတ်ပြပြပါမယ်နော် ပထမဦးဆုံးသတင်းတစ်ပုဒ်ကတော့နေပြည်တော်အမှတ်36ကျောင်းရင်းနှစ်တဲခိုရီတက်တွင်ပြီးခဲ့သည့်ဇွန်10ရက်နေ့ကအိတ်ဆောင်ရှိနေစစ်ကောင်စီတပ်သားတအုပ်နှင့်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်တအုပ်တို့စကားများရပ်ဖြစ်ခဲ့ကြပြီးပြည်သူစစ်ဖြစ်သူမှတပ်ဖြတ်ခံခဲ့ရကြောင်းသတင်းရရှိပါရနော်အဲ့ဒီမှာရှိတဲ့ဒီစစ်သားကပြည်သူစစ်ကိုကတ်ကြီးနဲ့ထိုးတက်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒီမှာပြည်သူစစ်ကောင်ကဒီကရင်တထောင်ဆေးရုံကိုပို့ဆောင်နေစီမှာပဲမျိုးစားဖြစ်သွားလို့ကြားရပါနော်အဲ့တော့မြင်းတဲ့အတိုင်းပဲကျမစစ်ကောင်စီရဲ့တပ်တွင်းမှာဒီလိုမျိုးပဲပေါ့နော်ကြီးနိုင်ငယ်ချင်းတက်ပြီးပြက်နေတာတွေ့ရပါတယ်နော် နောက်ထပ်သတင်းပုတ်ကလည်းမကွေးတိုင်းကဖဲမြို့နယ်နေရီကန်လေးချောင်းရံကာကွယ်တပ်စခန်းမှာထွက်ပြေးလာတဲ့စစ်မှုထက်တသားတဲ့3ဦးကိုလက်နက်ခဲများနဲ့တကွအတူအရှင်ဖမ်းမိခဲ့ကြောင်း CDF အရှုံမှသတင်းပေးပို့ထားပါတယ်ဗျာနောက်ထပ်သတင်းပုတ်ကလည်းကချင်ပြည်နယ်ဖားကန်မြို့နယ်လုံခင်းကြီးရွာအုပ်စုကိုရောက်ရှိနေသောအချမ်းဘတ်စစ်တပ်ကိုနေရက်စရိုက်တိုက်ခဲ့ရာစစ်ကောင်စီတပ်သား20ဦးထပ်မံနေမြေရောစာဖြစ်ပြီး KIA စီးရေးသတင်းမြစ်ကရန်ကုန်ခေတ်သတင်းထံကိုပြောထားတယ်လို့သိရပါတယ် နောက်ထပ်သတင်းပုဒ်ကလည်းဘကိုးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ် gate scan ကိုဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်သား၃ကောင်မျိုးစားဖြစ်ပြီးလက်နက်ခဲများပါသိမ်းဆည်းခဲ့ရမိကြောင်း Falcon Gorilla Force မှာတာဝန်ရှိသူတို့ကသတင်းပေးပို့ထားတယ်လို့သိရပါပါခင်ဗျာအဲ့ဒီပြစ်ခတ်မှုမှာမိနစ်30ခန့်ကြာမြင့်ခဲ့ပြီး MA1 တနက်တလက် KM များနဲ့စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိကအချမ်းဘတ်စစ်ကောင်စစ်တပ်3ကောင်မြေရောစာဖြစ်ပြီးကြန့်ရှိသောစစ်သားချုပ်ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရှိရပါတယ်ဗျာ ကဲနောက်ထပ်သတင်းတော့ကလည်းမြို့သားကြီးညွေဆိုရ IG သမတရုံးဤပြောရေးဆိုခွင့်ရှိသူဦးကျော်စောက၎င်းတောင်ယူထားသည့်ယာထုမအနာယူကသမတဤမျှော်မှန်းချက်များကိုမြစ်တင်ပေးသွားမယ်လို့ယနေ့စွန်စရက်မှာထုတ်ပြန်ကြေညာထားတယ်လို့သိရပါတယ်နော်အဲတော့အင်ဂျီသမတရုံးကလည်း၎င်းယနေ့မှစ၍ပြောရေးဆိုခွင့်ရှိသူတောင်ယူမှာအနာယူခွင့်ပြုကသမတရုံးဤမဟာဗျူဟာမြောက်ထိတွေ့ဆက်ဆံမှုနှင့်ပေါင်းစပ်ညီနိုင်ရေးကဏ္ဍများနှင့်ဆက်လက်တောင်ယူထမ်းဆောင်စီမံဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်တဲ့အဲတော့ဦးကျော်စောကသူ့ရဲ့လက်ရှိယာထုကနေတခြားယာထုကိုပြောင်းသွားတဲ့အခြေအနေဖြစ်ပါတယ်နော် ကဲကျွန်တော်ပထမဆုံးဗီဒီယိုတစ်ပုဒ်နဲ့ကြည့်ရမှာကတော့ကိုစီရဲ့ပေါ့နော်ဒီတော်လိုင်းရေးနေတွေထဲကိုသွားမှာပစ္စည်းပို့တဲ့ဟာနဲ့ပတ်သက်ပြီးခက်ခဲတဲ့ဟာတွေနဲ့ပတ်သက်ပြီး तू တုံ့တက်တင်ပြထားတဲ့သတင်းတွေနောက်ကြည့်လောက်နော်ကဲလန်ခီရတော့မြင်တဲ့အတိုင်းပဲနော်ရှင်းမှာစမ်းချောင်းတွေကိုဖျက်လာတယ်ပြီးတော့တော်တဲ့တောင်တဲ့လော်ဘာဂျန်တွေရလာတယ်အခုကျတော့ဒီရှေ့မှာဘလို့မှတက်လို့မရဘူးကပြန်ပြန်ချောကြတဲ့အတွက်ဘေးကိုတန်ကျိုးပတ်နေတာဖြစ်ပါတယ်ကျွန်တော်ဒီကအဖွဲတွေရလဲခေါ်တယ်ဆိုတော့ခုနေ့ကပြောဒီမှာကြုံတွေ့နေရတဲ့ နော်တိုင်တက်ဖွဲ့တွေအခက်ခဲတွေကိုသူတို့ကပြကျင်တယ်အဲ့ဒီတို့ကျွန်တော်ခေါ်တာပေါ့နော်ဒါမြင်းနဲ့တိုက်တာအခုဘာမှမဟုတ်တယ်ဦးတက်လို့မရဘူးမိုးတော်မြေပါတယ်ဒါမိုးဒါလေးပဲယူပါလေဒါတော့မှလမ်းကောင်းတာတဲ့မနေ့ကနှစ်ရက်တိတိနေပူထားတော့လမ်းကောင်းတာတဲ့လမ်းကောင်းတာတော့မှမြင်းနဲ့အတိုင်းပဲလမ်းလာမကောင်းရင်တော့ပြွားပြီနော်ကဲနော်မသူတို့ပစ္စည်းပွဲလမ်းနေတော်တော်ဆူတာတွေ့ရတယ်နော် ကောက်ဆိုင်တွေ့ရ အဲ့တော့ကျွန်တော်တို့တွေကတော်လှန်ရေးကိုကိုယ်နဲ့မဆိုင်သလိုနေလို့မရဘူးနိုင်တဲ့နေရာကဝိုင်းလုကြရမယ်ဆိုတာအဲ့ဒါပြောတာလုံနေတဲ့ရဲဘော်တွေဟာသူတို့ရဲ့ကိုကျိုးစည်းပွားမပြောနဲ့လကတောင်ရတာမဟုတ်ဘူးဒါပေမဲ့သူတို့တွေစိတ်သက်သာလာမီစိတ်သက်မကြောက်တက်တက်ကြွကြွလုံတယ်အဲ့တော့ရှင်းမှာအသေးခံပြီးတော့အသက်ကြီးကိုယင်းပြီးတော့တက်တက်ကြွကြွလုံတဲ့ဒူတွေတောင် လုံနိုင်တာကျွန်တော်တို့ခမားတို့အားလုံးပြည်သူတွေကဘာဖြစ်လို့သူတို့ရဲ့လိုအပ်ချက်လေးတောင်မဖြည့်ဆည်းနိုင်ရမှာလဲကျွန်တော်အဲ့ဒါလေးပဲတွေးတယ်အဲ့ဒီစိတ်နဲ့ပဲကျွန်တော်တော်လှန်ရေးကိုလှုပ်တာ နော်ဒါဒီဒီလမ်းကြောင်းနဲ့ပတ်သက်လို့ကျွန်တော်ချပြလို့ရတဲ့အရာတွေချပြပါမယ်အဲမရတဲ့အရာတွေတော့လုံခြုံရေးမရတဲ့အရာတွေတော့ကျွန်တော်ပြရမှာမဟုတ်ဘူးနော်အခုဆိုရင်ကျွန်တော်တို့လာခဲ့တဲ့ဟာအဲ gate တော်တော်များများအောင်ဖြတ်လာရတယ်ဘာ gate တွေလဲဆိုတာတော့အခြား gate တွေပေါ့နော်အဲ့တော့ဖြတ်လာရတယ်ဘလို့ပဲဖြစ်ဖြစ်ဒီရောက်လာပြီပေါ့လောဆယ်တော့မိုးကတော့ယွမ်းနေပြီမိုးကတော့ယွမ်းနေပြီဒီမှာဟွန်းမတန်ချိုးပါရာဆိုရင်ပါပြီးတော့ နော်ဒီမှာတက်တက်ခံရတယ်နော်ဆောက်မှာတက်တက်ခံတက်တက်ခံတက်တက်ခံအေးဒီဘက်မှာဒီမှာဒါတက်တက်ခံဒါတက်တက်ခံခုမှပုတုမမပုတုမပုတုຢာဒီတွေးဟွာဒါတက်တက်ခံအော်ဒီမှာတက်တက်ခံဒါတက်တက်ခံခုမှကຢာဒီတွေးမပုတုຢာသားမတူလို့မပုတုတက်တက်ခံလိုက်တက်တက်ခံဟာတက်တက်ခံဒီတက်တက်ခံနော်တက်တက်ခံတက်တက်ခံဟာတက်တက်ခံတက်တက်ခံ Okay, ဒီမှာသမင်းစားမယ်သမင်းစားမယ်ဒီကကျွန်တော်ဒီကတော့ဘာမှမဖြစ်ဘူးရှင်းလားဒီကဘာမှမပါဘူးဘာမှမဖြစ်ဘူးတဲ့အမေသားဟင်းကဲနော်ဒါတော့ကိုစီတို့ဒီဒေါ်လိုင်းနေတာမှာတောင်းပါထောက်ဖို့ပစ္စည်းတောက်ဖို့ရဲ့အခြေအနေဖြစ်ပါနော်လမ်းကြီးကတော်တော်ဆိုးတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအခြေအနေမှာကျွန်တော်တို့ဒေါ်လိုင်း PDF ရဲပေါ်တွေဆိုဘယ်တော့ဆိုးသွားလိုက်မလဲမနော်ခံစားရတာလေအဲ့တော့အားလုံးပါပေါ့နော်အခုချိန်မှာဒေါ်လိုင်းမှာတကယ်ပေါ့နော်စုပေါင်းပြီးတော့ပြန်လဲပါဝင်နေဖို့ လိုအပ်ပါပြီเนาะအဲ့တော့ဒီဒီလူတော်လိုင်းရဲဘော်တရားတုံးတက်ထားတယ်လို့ပေါ့เนาะ50ရာခိုင်နှုန်းလောက်တာအခုချိန်မှာပြန်ပောင်းဝင်တော့မှတော်လိုင်းရဲ AC နိုင်နေပြီပေါ့เนาะချက်ချင်းနိုင်သွားမယ့်အခြေအနေမှာရှိတယ်ပေါ့เนาะအဲ့တော့အဲ့တော့တွေးနေတဲ့သူတချို့လည်းတော်လိုင်းမှာအမြန်ဆုံးပြန်လဲပူပေါင်းဖို့လိုအပ်နေပါပြီเนาะကဲနောက်ထပ်ဗီဒီယိုတစ်ပုတ်ကတော့ကျွန်တော်တို့ရဲ့လေးစားတဲ့ဥကြော်တဲ့လေးကအခုဆိုရင်မလေးရှားမှာရှိတဲ့ဒီရွှေမြမာတွေနဲ့ပေါ့เนาะဒီစကားပြောတဲ့ဟာလေးကျွန်တော်နားထောင်ကြည့်လာเนาะကျေးဇူးအများကြီးတင်ပါတယ် နေရာတိုင်းဟာစစ်သားတွေဖြစ်လို့မရပါဘူးနေရာတိုင်းဟာခြေတန်းမှာရှိလို့မရပါဘူးဟွဇေးအဖွဲတွေလိုတယ်စစ်နယ်အဖွဲတွေလိုတယ်ထောက်ပို့အဖွဲတွေတအားလိုပါတယ်ကျွန်တော်တို့ဒီနေ့တိုက်နေရတဲ့စစ်ကထောက်ပို့တရား90ရာခိုင်နှုန်းနဲ့ခြေတန်းက90ရာခိုင်နှုန်းတိုက်နေရတာပါ ထောက်ပို့မရှိရင်စစ်တိုက်လို့မရဘူးစစ်တိုက်မဲ့သူမရှိရင် ထောက်ပို့စရာလည်းမလိုတော့ဘူးဒေါ်လာရင်းရလည်း ဒီလိုပဲအီယောအီယောနဲ့ပြီးသွားမယ်ထင်ပါတယ်အဲ့တော့ဒီနေ့ဒီနေရာမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ချစ်ရတဲ့နော်ချင်းပြည်နဲ့ကားနေနော်ဒီကိုရောက်လာကြတယ်ကျွန်တော်တို့ရဲ့မိသားစု မောင်နှမဝင်နေရေ ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းဆိုတာနော်တလိုင်းပြီးတလိုင်းရွေးလာလို့အခု အဆုံးသက်ကာလကိုအဆုံးသက်ကမ်းခြေတွေကိုကျွန်တော်တို့တိုက်စားဖို့အတွက် လိုင်းလုံးကြီးတွေရွှေ့လာပါပြီပလန်မာတော့ကကျွန်တော်တို့သိရသလောက်1.8 million လောက်ကုန်တယ်လူပေါင်းကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ပေါင်း60ကျော်မြင့်မြတ်စွာသက်ပေးခဲ့ရတယ်အခုကြည့်တယ်ကျွန်တော်တို့ဘလောက်ကုန်မယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားကျွန်တော်တို့ ਨੇ zoom နေကျွန်တော်တို့ ਨੇ အမြဲတွေ့ရတဲ့ရဲဘော်တွေတည်း ်မိစိမ်းလေးတွေဘသူပျောက်သွားအောင်လဲကျွန်တော်စိုးရင်လေဒီလူတွေကို ကျွန်တော်တို့မိသားစုဝင်တွေလို့တကယ်သတ်မှတ်ရင်ဟွန်း entire alright နောက်တန်းကနေ support ထောက်ပံ့ပေးကြပါကျွန်တော်တို့တွေအများတန်းနောက်တားရတာကမိစိမ်းလေးပျောက်သွားမှ RIP ငါနောက်တားရတယ်ကွာတကယ်ချင်းရောက်ဖရေပြန်မဆုံတော့ဘူးကွာဆိုတဲ့စကားသံတွေပါ ျွန်တော်ကိုယ်တိုင်လည်းအိမ်နောင်ဓာတ်တွေရှိပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနောင်ဓာတ်မရအောင်လဲစူးစမ်းပေးပါ ခမားတို့ရဲ့စူးစူးနစ်နစ်ပြင်းပြင်းထန်ထန်မစုပ်မနစ်ကြိုးပမ်းအားထုတ်မှုတွေကကျွန်တော်တို့ရဲဘော်တွေကို အနေရကင်းစေပါတယ်တယောက်တိုင်းတယောက်တိုင်းရဲ့တရင်ကတိုင်းဆယ်ရင်ကတိုင်းရင်ကတရာတိုင်းသည်ကျွန်တော်တို့ရဲဘော်တွေကိုအကာအကွယ်ဖြစ်စေပါတယ်ခမားတို့တစ်ချက်ရောချလိုက်တိုင်း ျွန်တော်တို့ရဲ့ရဲဘော်တွေကိုအကာအကွယ်မဲ့စေပါတယ်ကျွန်တော်စီယုံတာတိမ့်သွင်းတာเนาะစီယုံတဲ့စကားချစ်ဖို့ပြောတဲ့စကားမဟုတ်ပါဘူးနောက်ကျွန်တော်ချင်းမျိုးသားနေမှာပြောခဲ့တဲ့စကားလေးပြန်မျှဝေခြင်းပါတယ်စင်မော်တင်မဲ့သူတွေကိုဂရုစိုက်ပါလူတွေဟာစင်မော်ရောက်လာရင် အောက်ကအများများသောပရိသတ်တွေကိုကြည့်ပြီးတော့သူတို့ရဲ့ချက်ချင်းတရားကိုရဖို့အတွက်လိန်တတ်ကြပါတယ် ညာတတ်ကြပါတယ်ဟန်ဆောင်တတ်ကြပါတယ်အောက်မှာတစ်မျိုးစင်ပေါ်ရောက်ရင်တစ်မျိုး ဖြစ်တတ်ပါတယ်ကျွန်တော်တို့ဟာဒီလိုလူလိမ့်လူညာတွေကိုစင်ပေါ်ပတင်မိဖို့ကျွန်တော်အထူးတလဲတိုက်တွန်းကြပါတယ်တို့တော်လည်းဘာကြောင့်လိုတာတတ်ရှေ့မရောက်တာလဲဆိုတဲ့နေရာမှာစင်ပေါ်ရောက်လာတဲ့သူတွေရဲ့အလေအညာတွေပြောတော့တစ်မျိုးလှုပ်တော့တစ်မျိုးနှုတ်ကြရီတွေအောက်မှာဘလို့မှအကောင့်ထဲမပေါ်နိုင်တဲ့ ကိစ္စတွေမျောလင့်ချက်အမားတွေကြောင့်ကျွန်တော်တို့တော်လန်ရေးဟာရှေ့ရောက်တင်တဲ့လောက်မရောက်ဘူးလို့ကျွန်တော်ပြောလိုပါတယ်အဲ့တော့ကျွန်တော်တို့တွေဟာကိုယ့်ရဲ့ခေါင်းဆောင်အစုဖွဲ့ခေါင်းဆောင် ရွေးတော်မယ်ဆိုရင်တော်တက်မှန်ကန်ဖြောင်းမတ်တဲ့သူကိုကျင့်တရားကို ထိမ့်ချုပ်နိုင်တဲ့သူတော်လန်ရေးမှာ အားကျိုးမတတ်မစုံမနစ်စူးစူးနစ်နစ်ဇွဲလုံးလာနဲ့နော်တထားခေါင်းတွေကြီးလို့တွဲပေါင်းများစွာကိုဆွဲယူ เนาะยงกันต้นสอนနိုင်တဲ့သူတွေကိုရွေးချယ်နိုင်ဖို့လေကျွန်တော်ဒီနေရာကနေပြီးစင်မော်ခဏရောက်တုံးมาတိုက်တွန်းပြရစီအဲ့တော့လိုရင်းကို ပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းဟာမကြခင်မှာပဲเนาะတပြည်နယ်လုံးကိုထိန်းချုပ်နိုင်ခြင်းနဲ့အတူအဆုံးသတ်ပါတော့မယ်အဲ့တော့ကျွန်တော်တို့ဒီလိုအဆုံးသတ်ခံနီးမှာကျွန်တော်တို့အာမနေဖို့လိုပါတယ်2021ထဲကစလိုက်တဲ့တော်လန်ရေးဟာ 2025ရောက်တဲ့အခါမှာတဖြည်းဖြည်းနဲ့လိုင်းလုံးတွေကကန်းဆက်ကိုရောက်ရင်အားပြော့ပြီးတော့အင်အားနည်းတယ်လို့ဖြစ်တတ်ပါတယ်။အဲ့ဒီအချိန်မှာပင်လေတဲကကြောက်ဆောင်နေနားမှာရှိတဲ့လိုင်းလုံးတွေလိုပဲဟိုးကြောက်ဆောင်အထက်ဖြားထိရေဆက်တွေဟာလွှမ်းမိုးနိုင်တယ်လို့တိုက်စားနိုင်တယ်လို့ဒီကြောက်ဆောင်ပြိုသွားသည့်အထိနော်ပွန်တိုက်နိုင်တယ်လို့ကျွန်တော်တို့ကြိုးစားမှာဖြစ်ပါတယ်။ကန်းချီတွေမှာရှိတဲ့လိုင်းလုံးတွေလိုအားပြော့သွားလို့မရပါဘူး။နောက်ဆုံးလိုင်းဆိုတဲ့အတိုင်း ကျွန်တော်တို့ဟာအင်တိုက်အားတိုက်အစတုန်းကလို့စိတ်တက်မျိုးနဲ့စူးစမ်းကြရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပလန်ကိုတင်နိုင်ခဲ့တယ်လို့အဲ့ဒီမှာလဲကျွန်တော်တခုပြောချင်ပါတယ်။1.8 million လောက်နဲ့အသက်ပေါင်း100နီးနီးပေးဆက်ပြီးတော့ပြန်ရလိုက်တဲ့ကျွန်တော်တို့မျိုးတွေဟာမျိုးဖြတ်တွေပါ။တက်စီးသွားတဲ့မျိုးတွေပါ။အဲ့ဒီထဲမှာအသက်တွေပါတယ်။ အဲ့ဒီထဲမှာစီးစိမ်တွေပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ခြေလက်အင်္ကာတွေပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့မိသားစုတွေအိမ်တွေပြန်မရတော့တဲ့အရာတွေအကုန်လုံးပါပါတယ်ဒါကြောင့်ကျွန်တော်တို့နောက်ထပ်ပေးဆက်ရတဲ့အခါမှာအကြအဆုံးအဆုံးအရှုံးအထီးခိုက်နည်းစေဖို့အတွက်ကျွန်တော်ဒီနေရာနေပြီးတော့အထူးတလဲเนาะအားလုံးစွန့်စွတ်တမန်ထောက်ဖို့ပေးကြဖို့တောင်းခံကြပါတယ်ဒီနေ့ကျွန်တော်တို့ကောက်ခံတဲ့အလူငွေတွေဟာကျွန်တော်တို့ရဲဘော်တွေ ကျွန်တော်တို့မိသားစုဝင်တွေရဲ့အသက်အင်္ကာတွေမဆုံးရှုံးစေဖို့အထီးကိုက်နဲနိုင်သမျှနဲဖို့ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့အခွင့်အတာတော့မှာမိမိတို့ပါလာသမျှမိမိတို့တတ်နိုင်သမျှအိတ်သွန်ဖာမောက်နော်အစွမ်းကုန်ထောက်ပံ့ကြရင်းနဲ့ကျွန်တော်တို့ရဲ့ချဲပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းကိုကူညီချားပါစို့လို့တိုက်တွန်းဤကုန်းချုပ်ပါတယ်။အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ။ ကဲဒါတော့အကျုပ်သလင်းဒီမလေးရှားမှာရှိတဲ့ရှင်မာလေးနဲ့တွေ့ဆုံပြီးတော့ဗောနော်ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်း campaign အတွက်ဆော်အောင်နေတဲ့ video file လေးပဲဖြစ်ပါတယ်နော်ကဲတော့နောက်ထပ်ကျွန်တော်နားထောင်ရမယ့်သတင်းလေးကတော့လင်းပြစ်ကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်တချို့တော့အာဒီပြောလာတဲ့စကားလေးတွေကိုတုံးသက်ပြီးထားတဲ့ celebrity တွေသတင်းစကားလေးနားထောင်ကြည့်လာအောင်နော်ဒီကနေ့ပြစ်ချတာနဲ့ပတ်သက်ပြီးတဲ့တဲ့နှစ်ဦးပြောရရင်ဇော်ထက်ဆိုတဲ့သူကပတာယူပြီး ရင်းမပင်ပကပပလဲမောင် အလောင်းဇော်တက်အိမ်မောင်တွေ့တာကိုအေးမယူနိုင်တဲ့ MOD ကခတ်အပ်ထားတဲ့ပကပဇော်တက်ကမြန်မာနောက်မှာအင်တာဗျူးဖြေပါတယ်။နမနေတစ်ချတာမဟုတ်ဘူးပြတ်ကြတာပါဆိုပြီးပြည်သူကရှင်ဘတ်ဖြစ်နေတဲ့ဒါမဆိုင်တက်တော်ဆိုတဲ့ဘုံစွန်း ဇာလင်ကြီးမှာချီမင်းနဲ့ထဲဆက်ယုံနဲ့ပတ်သက်ပြီးပြည်သူတွေကိုပစ်ခတ်တိုက်ခတ်တတ်ဖြတ်မှုတွေလက်နက်ကင်ရန်ကားမှုတွေနဲ့ပတ်သက်ပြီးအမေရိကိုတိုင်ကြားအောင်မြောင်များစွာရောက်နေတဲ့ဒါမဆိုင်တပ်ကတိုင်ရင်မှုပုံစွမ်းတိုက်ပွဲတိုက်တုံးကမတိလိုက်မတိပါတာနဲ့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော်လန်ရေးကိုဖာသည့်ပါတာနေတဲ့လူတိုက်လေရင်ပြတ်ကြတော့အပြေးလောဓာတ်ပုံသွားရိုက်လိုက်တွေလှင့်နေတာကိုတွေ့ရပါဖစစ်တဲ့နဲ့လေးသာအတူတူဒုရတူပြတ်ကြတာမျိုးဆိုပြီးထုတ်ပြောလာတာကိုလည်းတွေ့ရပါတယ် ကျွန်တော်တို့တော်လိုင်းကြီးမှာလောက်တွင်နေပါအဲ့ဒါပကပအတွင်းမှာလိုက်စားနေတဲ့ virus ဆိုတာပကပဆိုတာတဖြည်းဖြည်းရုပ်လုံးပေါ်တာပါဒါကတစ်ဖြက်ဒီကောင်ကြီးအကြောင်းပြောရင်လေကုန်ရဲ့ဆက်ပြောလိုက်ကြရအောင်အဲ့တော့ jump fighter ပြတ်ချမှုနဲ့ပတ်သက်ပြီးအဲဒါလေလင်းချင်ပြန်သန်းမောင်းနေစဉ်ပြတ်ကြသွားပါလေဆိုဆိုပြီးဖြာစကားချင်းသားရေယူနဲ့ စစ်တပ်ရဲ့တရင်ထုတ်ပြန်ချက်ကိုလည်းတွေ့ရပါတယ်။ဩဘာတော့ကန်တောင်းနဲ့ပလဲမှာသွားပြီးလေးချင်းပြန်တန်းလာလား။ဆိုတော့အဲ့တော့ကလင်ကချစ်တဲ့တိုက်ထုတ်သည်မတရင်ကိုလည်းဘဒုမမယုံနေသလိုပတ်ကဘာတိုက်ပြောသည်မကိုလည်းနိုင်ငံတော်လိုင်းအင်အားစုတွေကစစ်တပ်နဲ့တလီတန်နဲ့ဆိုရဲတောက်ဆုတ်ချက်တွေကျွန်တော်တို့ဒီကနေ့တွေ့နေရပါတယ်။နောက်ထပ်ထပ်ပြီးအောင်ပွဲခံကြရအောင် suicide drone ဆိုတဲ့ FPV drone တွေစတဲ့အသုံးပြုပါ Ukraine လိုပဲအစီးရမြောက်များစွာအသုံးပြုနိုင်ဖို့ကြိုးစားနေစေဖြစ်ပေမဲ့ဒီကနေ့ suicide drone FPV drone နဲ့မော်ဂီလေတာဌာနချုပ်ကိုပြစ်ခတ်ထိုက်ခိုက်နိုင်ခဲ့ပါလေနော်ဘိုးကြီးမိုးဝေကျော်ပါဝင်နှစ်ယောက်မသာပေါ်သွားတယ်လို့လည်းသိရမယ်တတဖြူမော်ဂီလေတာဌာနချုပ် ။ရှမာရီကိုကြော်နိုင်တဲ့ suicide drone တွေစတင်အသုံးပြုပါ။မော်ဘီလေတဲ့ king scan တဲ့တွေကိုထိမှန်ပေါက်ကွဲခဲ့ပြီးရေချောင်းရေပတ်တဒါဖြိုးကုတ်ဘုံမိုးဝေကြော်သိပါကဲဒါတော့ဆရာလေးမျိုးကျွန်တော်တင်ဆက်ပေးထားတဲ့သတင်းမဖြစ်ပါရင်เนาะအဲ့တော့ခုနပြောတဲ့ဟာပေါ့เนาะဒီ drone FPV drone တွေပေါ့เนาะအထက်ကန် drone တွေကတကယ်ပဲအခုချိန်မှာဆိုရင်သူ့ရဲ့အစွမ်းတော်တော်ကိုကြီးမားရတော့တွေ့ရပါတော့ Ukraine ကဒီ ရုရှားရဲ့၄၀တစ်စီးကိုပြစ်ရှာပြီးနောက်ပိုင်းမှာပေါ့နော်အခုဆိုရင်ကျွန်တော်တို့တော်လိုင်းတက်တယ်မှာလည်းပြင်ဆင်နေပြီလို့သိရတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးပေါ့နော်ဖက်ဒရယ်ဝင်းလိုမျိုးတကယ်ဒီပညာတွေမြင့်နေတက်အေးနေရတယ်ပေါ့နော်ဒီလို drone တွေအမြောက်များပေါ့နော်ဒီဂျမ်မာတွေကြော်နေတဲ့ drone တွေပေါ့နော်အများများထွင်ပြီးမှဒီလို latest ခန်းတွေကိုဖြစ်စည်းပြစ်နိုင်ပြီဆိုရင်တော့ main online ကတော့ပေါ့နော်ရပ်ပိုင်းတွေမှာတော့ကြာနေတာဖြစ်ပါတယ်နော်ကဲနောက်ထပ်ကျွန်တော်နားထောင်မဲ့သတင်းကတော့ MMD ရဲ့သတင်းလေးဖြစ်ပါတယ်เนาะ MMD က last shoot ကိုပေးလိုက်ပြီဆိုတာအားလုံးလည်းသိပါတယ်အခုဆိုနောက်ထပ် တစ်မျိုးဖြစ်တဲ့တိန်တီမျိုးကိုလည်းစက်တင်ဘာလမှာပြန်ပေးမယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတင်ဆက်ထားတယ်နောက်ကြအောင်ဟုတ်တာသတင်းတပုတ်အနေနဲ့ MNDA ကတိန်ဒီကိုစစ်ကောင်စီဘက်ပြန်လွှဲပေးရန်ရှိနေတဲ့သတင်းကိုတိဆက်ပေးပါမယ်ရှင်။လာရှိုမျိုးကိုစစ်ကောင်စီဘက်ကိုပြန်လည်လွှဲပြောင်းပြီးတဲ့နောက် MNDA ကိုကတ်တပ်ဖွဲ့ဟာသူတို့တိမ့်ပိုက်ထိ ंछ ုပ်ထားတဲ့တိန်ဒီမျိုးကိုလည်းလာမယ့်စက်တင်ဘာလမတိုင်မီစစ်ကောင်စီဘက်ကိုပြန်လည်လွှဲပြောင်းပေးရဖို့ရှိနေကြောင်းသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါသည်။ တရုတ်အစိုးရရဲ့ဖိအားကြောင့် MNDAA ဟာတိမ်မီကိုစက်တင်ဘာလမှာစစ်ကောင်စီဘက်ကိုအပြီးလွှဲပေးရမယ်ဆိုတာတေချာတလောက်ရှိတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေကလည်းပြောဆိုထားပါတယ်။ပြီးခဲ့တဲ့လတွေမှာ စစ်ကောင်စီဘက်ကဒုတိယပူချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့ဟာ MNDAA နဲ့ရော TNN အနေနဲ့ပါတရုတ်နိုင်ငံမှာတွဲဆောင်ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။အပြီးသက်သဘောတူညီမှုကိုအသေးစိတ်ထုတ်ပြန်တာမရှိပေမဲ့နောက်ပိုင်းမှာလာရှုကို MNDAA ဘက်ကလက်လွတ်ပေးခဲ့ရတယ်လို့ အခုရပိုင်းသတင်းတွေအရာ TNN လေးဘက်ကလည်းနောက်ချိုကိုလက်လွတ်ရပွဲရှိနေပါတယ်ဒီလိုသတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးစီရီယံဘုံမှုဆွဲတော်ကိုမြို့တော်ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ MNDA ရော TNN လေးရောဘလောက်မှာပါတယ်ပြောပြောတရုတ်ကိုလွန်ဆန်းမှုခတ်ပါတယ်တရုတ်နယ်စပ်မှာအခြေစိုက်တဲ့အဖွဲ့တွေဖြစ်တာကြောင့်တရုတ်ဘက်ကဖြန့်ငားပြတ်လုလိုက်ရင်နယ်စပ်ဒေသတွေကပြည်သူတွေရောလက်နက်ကင်တွေပါရက်တီဖို့ခတ်ခဲပါတယ် တရုတ်ကလည်းသူ့အကျိုးစီးပွားအတွက်စစ်ကောင်စီကိုပေါင်းနေမှာဆိုတော့တိန်နီယော နောက်ချိုပါစစ်ကောင်စီဘက်ကပြန်ယူဖို့တရုတ်ကိုတောင်းဆိုနိုင်တယ်လို့ယူဆရတာပေါ့လို့မြို့တော်ကပြောပါတယ်ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကလည်းစစ်ရင်နန်းနေလာရှိုးမြို့ကိုဝင်ရောက်ပြီးရဲ့နော်စစ်ကောင်စီဘက်ကမြို့ကိုပြန်လည်ထိ ंछ ုပ်ခဲ့ပြီးအုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်ရှင်ကဲကြားတိုင်းပေါ့နော်ခုဆိုရင်ဒီအာဥလာမင်းပြောလို့ပဲမြောက်ပိုင်းကစစ်တိုင်းနေဟာတွေကအခုဆိုရင်တရုတ်တော့ပဲဖြစ်နေတယ်ပေါ့နော်ပြည်သူတွေလုံးဝမဟုတ် ခံဖြစ်မနေဘူးပေါ့နော်အဲ့တော့သူတိုက်ခဲ့တဲ့ဟာတွေအတွက်တော့ပြည်သူတွေမှာတော့ motivation တွေခွန်အားတွေရတာမှန်ပဲပဲအခုချိန်မှာဆိုရင်တော့အာသူတိုက်တဲ့ဟာတွေအားလုံးတည်ယူကြည့်ရပဲလက်သိမ်းသွားတွေ့ရပါတယ်နော်အဲ့တော့တိုင်းသားတကယ်ပေါ့နော်တိုင်းသားတက်တွေဖြစ်တဲ့ KNE ဒီ KNU တက်တွေကတိုက်တဲ့ဟာတွေကတော့တကယ်ပဲပြည်သူတွေကဝမ်းမြောက်ရတာဖြစ်ပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီကြိုက်ထုတ်ရေးစခန်းပါဗောနော်ဒီတွန်လိုင်းတက်ဖွဲ့တွေတိုက်ခိုက်လို့တည်သွားတယ်လို့သတင်းလွှင့်ထားတဲ့ဟာဗောနော်တကယ်တော့အဲ့ဒါမဟုတ်ပဲနေကိုယ့်အကိုဆုံးဆူရင်းတဲ့သတင်းလေးဗောနော်ဘာကြောင့်ဆုံးဆူရင်းလဲဆိုတာသိစထားတယ်နောက်နောက်ကြည့်လာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ UFO ဝင်ကြိုင်တိတ်ဆုံးမှုမှာလက်နက်ကင်အဖွဲ့တွေကလာရောက်ပစ်ခတ်သွားတာဝင်ကြိုင်နော်ဝင်ကြိုင်မိမိကိုယ်ကိုအဆုံးဆူရင်းသွားတာဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မွန်ပြည်နယ်တိုက်ထုတ်မြို့မှာရေစခန်းက UFO ဝင်ကြိုင်ဟာဇွန်လ10ရက်နေ့ကစိုင်းကယ်လိုင်းစင်ဖန်ရင်ပစ်ခတ်ခံရတာမဟုတ်ပဲ မနက်၈နာရီအချိန်ကတိုင်စိုက်ထိုမြို့မှာရေစခန်းကလိုင်းငန်းမှာရှိနေစဉ်မိမိကိုယ်ကိုတနက်နဲ့အဆုံးစီရင်သွားတာလို့သိရှိရပါတယ်။လူရဲအုပ်ဝင်းတိုင်ဟာစစ်ကောင်စီတပ်ဖက်ကအရာရှိတအူးရဲ့ဤသားစုဝင်တအူးကိုဖမ်းဆီးငွေညစ်ရာကစစ်ကောင်စီတပ်ဖက်ကဖြေရှင်းပေးဖို့ဖိအားပေးမှုတွေကြောင့်သူ့ကိုယ်သူအဆုံးစီရင်သွားတာလို့စုံစမ်းသိရှိရပါတယ်။မြို့နယ်အုပ်ချုပ်တဲ့ဗိုလ်မှူးရဲ့အမျိုးတွေလို့တော့ပြောတယ်။ဖုန်းနဲ့နိုင်ငံရေးတွေတွေ့တယ်ဆိုပြီးဖမ်းပြီးငွေသိန်း၄၀၀တောင်းပြီးပြန်လွတ်တဲ့ကိစ္စဖြေရှင်းခိုင်းတာလို့ကြားတယ်။ အသေးစိတ်မသိဘူးလို့ဒေသခံတအူးကမြို့တော်ကိုပြောပါရယ်အထက်အစင်းစင်းရဲ့ဖိအားပေးမှုတွေကြောင့်အခုလိုအဆုံးစီရင်သွားတာဖြစ်နိုင်ပြီးရဲတပ်ဖွဲ့ဘက်ကတော့လက်နက်ကင်တပ်ဖွဲ့တွေက လိုင်စင်စစ်ဆေးနေခြင်းပြစ်ခတ်ခံရသလိုသတင်းမားတွေလည်းဖြန့်ခဲ့ကြပါသေးတယ်ဝင်းတိုင်ကမတိခင်ကအရန်ဆိုတယ်နေထိုင်ကောင်းဆောင်လေးဖြစ်တယ်လူတိုင်းကိုပြက်တနာလိုက်ရှာနေတာငွေညစ်တာအဓိကပေါ့ မတိနားမလဲတဲ့သူဆိုနီလန်ပေါင်းဆောင်တုံးပြီးဖမ်းဆီးတာလည်းရှိတယ်အတော်ဆိုးတယ်လို့နေရင်ရဲအုပ်ဝင်းဆိုင်အကြောင်းကိုတည်တဲ့ဒီတခန့်တူကမြို့တော်ကိုပြောပါတယ်ရဲအုပ်ဝင်းဆိုင်ရဲ့နာရေးကိုဇွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာပြုလုပ်ခဲ့တယ်လို့သိရပြီးစိုက်ထုတ်မြို့နယ်မြို့နယ်မူစခန်းမှုတွေကိုပြည်နယ်ရဲမှုကခုံရုံးဖက်ခေါ်ယူစစ်ဆေးနေတယ်လို့လည်းကနအူးစုံစမ်းသိရှိရပါတယ်ရှင်ကဲပြည်သူတွေနှိမ့်ဆက်တဲ့ဝင်းကြံရတော့ ဝင်ငါဖြစ်သွားပြီပေါ့နော်အဲ့တော့တွေ့ရတိုင်းပေါ့နော် စစ်ကောင်စီဘက်မှာရှိတဲ့လူတွေကိုတွိုင်းမှငွေညစ်တဲ့အတွက်သူ့ကိုပြန်ပြီးအမှုပတ်တဲ့အနေအထားရှိပါတယ်နော်အဲ့တော့ရဲဆိုတာကတေးကြတယ်စစ်ကောင်စီတွေရဲ့ဒီခိုက်မကြုံနေပဲဖြစ်ပါနော်ကဲနောက်ထပ်သတင်းပုဒ်ကတော့ပေါ့နော်ဒီမနေ့ကလေရင်ပြတ်ကျတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဒီစကစ်တစ်ကရောဒီဒရင်ဌာနအစုံကတင်ထားပြီးတော့အားလုံးသိပြီးသွားပြီနော်အဲ့တော့ကျွန်မမျိုးတို့ဘက်မှာဘယ်လိုပြောလဲဆိုတော့တစ်ချက်လောက်ကြည့်ကြရအောင်နော်ဒီကောင်တွေပြောင်းလဲပြောစားပြောတယ်လုံးတော့ဘယ်လိုဖြစ်ဖြစ် ဒီဖြစ်ဖြစ်ဖြစ်စင်တဲ့ပတ်သက်လို့ရှင်တော့တစ်ဖက်ကတော့အာနာအုံနေခြင်းနဲ့ဝါရဖြန့်ရေးတာတော့အကြီးကျယ်ရေးတာသူဒီဒီဒီဟာနဲ့ပတ်သက်ရင်တော်တော်ကြီးကျယ်ရေးကြတယ်နော်ကြီးကျယ်ရေးကြတာစစ်တပ်ကိုကြီးကျယ်ရေးတာမဟုတ်ဘူးဒီလေရင်ကြောင့်ပြည်သူတွေဘလောက်ထိနစ်နာခဲ့ပြီလဲဒုက္ခရောက်ပြီလဲနော်ပြည်သူတွေကအခုချိန်မှာဆိုဒီလေရင်တစည်းပြတ်ကျဘလောက်ပျော်လဲဆိုတာမြင်ရပါပဲနော်ကမော့နေပဲသွားကြည့်လိုက်အောင်ဘောမသူပြစ်ချလိုက်တာပဲလို့ပြောတယ်ဒါပေမဲ့တစ်ဖက်မှာတော့သူကပြစ်တဲ့ဟိုအမျိုးအစားကိုပြောပြလို့မရပါဘူးလို့ပြောရင်မဲ့နော်ပြောရင်မဲ့ လဲမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုတဲ့အဖွဲ့ဝင်တယောက်ကပြောတဲ့ဟာကြတော့တခါတစ်မျိုးပြောပြအောင်သူကြတော့နော်သူကြတော့နောက်ထပ်မီဒီယာတစ်ခုမှသူပြောနေတာအဲသူတို့ရင် point fight နဲ့ပြစ်တာတဲ့လေယူ point fight နဲ့ပြစ်တာပါတဲ့နော် jet fighter ပေါ့သူတို့စစ်တပ်ကလည်း wide တွဲလေယာဉ်ဒစည်းတဲ့ jet fighter လေယာဉ်20လုံးနဲ့လာပြီးတော့ဘုံချက်တိုက်ခိုက်တာပါတဲ့အဲ့လေယာဉ်တွေကဒစင်းကိုတဲ့သူတို့အနေနဲ့ point fight နဲ့သူတို့ပြစ်ထည့်လိုက်ပါတယ်ဆိုတော့ဟို PLA တုန်းကတော့သူတို့ကဒီပြစ်တဲ့လက်နက်ကိုထုတ်ပြန်ပြောလို့မရဘူးတဲ့အခု ပကဖကြတော့ point five နဲ့ပြစ်တာပါတဲ့ဆိုတော့ချင်းချင်းသူတို့ချင်းချင်းပြစ်ထားလို့လုနေကြတဲ့သဘောတော့ရှိတယ်ဘသူပြစ်တယ်ဆိုတော့ခဏထားအောင်ပေါ့နော်ဆိုတော့အဲ့မှာပြောတာတော့တခါသူရောချပြောတယ်ပေါ့နော်ဘယ်လိုပြောလဲဆိုတော့အဲစစ်တပ်ကဘုံကျိုင်နေရာမှာသူတို့ရှိနေပါတယ်သူတို့အနေနဲ့လည်းဒီ MOD တိုင်းရင်တပ်ဖွဲ့ကိုရောပကဖတွေရောဇီးပီကိုရောစခန်းကိုတိုက်တိုက်နေတဲ့ချိန်မှာတိုက်နေချိန်မှာလည်း white dwarf ရဲ့ jet fighter ကိုလာချေးတယ်ချေးတဲ့နာမှာကျွန်တော်တို့ရှိပါတယ်အချေးတဲ့ချိန်မှာလည်း PLA ရောတဲ့ကျွန်တော်တို့ MOD တပ်ဖွဲ့တွေရောတဲ့ point ဖက်တနာကြီးနေဝိုင်းပစ်တာပါတဲ့ PLL ရဲ့အနောက်နာဖြစ်တယ်ကျွန်တော်တို့ MOD ဖွဲ့ကလည်း main damage ရွာဘက်ကဖြစ်တယ် main damage ရွာအရှိနာတဲကိုထိုးဆိုင်ကြပါတာပါဆိုပြီးပြောရောကြည့်ရတော့ဝိုင်းတော့ပြစ်တယ်ပြစ်ပြစ်ပုံရတယ်နော်ပြစ်တော့ပြစ်ပုံရတယ်ကျွန်တော်တို့ကြားမှုတွေဟွာလို့ဖြစ်နေပြီနော်ဟိုဗာလဲဟိုပြစ်တော့ပြစ်ထည့်ရတာမွေးလာတဲ့ကလေးလေးအမဲလေးပေါ့ဟိုသူတို့မီဒီယာတွေမှာအဲ့ဒီလင်းပြတ်ကြမှုနဲ့ပတ်သက်လို့မျိုးစုံရေးနေကြတယ်ထင်ပါလားကျွန်တော်တို့ The Voice of Spring ဆိုတဲ့မီဒီယာဆိုလို့ရှိရင်ဒါ NUG ကထောင်ထားတာအဲ့ဒီမီဒီယာဆိုရင်ဘာလို့ဆိုတော့သူကရေးတာ MIG 29တဲ့ ပြက်ကြရပြက်ကြတဲ့လေကို MIG 29တဲ့ mid 29ပေါ့ဗျာကဲ mid 29လို့သူကကြီးတယ်။ဩဟိုဗာလဲ AR AR time ဆိုတဲ့ဒီဟိုချင်းတိုင်းသားတဲ့ကောင်ထောင်ထားတဲ့ media ကဗာလဲဆိုတော့ဗာကြီးလဲဆိုတော့ तू ကရာကိုလဲ130တဲ့နော်ဝိုင်ရာကူလောဝိုင်အေကေကဲနော်ဒီလင်ပြကြတဲ့နေရာမှာဒီဒါတော်လိုင်းတစ်ခွက်ရခတ်မှတ်ပြီးပြောနေတာပေါ့နော်အဲ့ဒါကိုသူကတော့တက်ပြီးမှဘောမှာနော်မဖိတ်ဘူး130ရာကူလောဝိုင်130တဲ့သူရေးတဲ့ချက်ဆိုတော့ လင်းရသုံးမျိုးဖြစ်သွားပြီအဲ့ဒီပြည်ရဲ့အကြမ်းဖက်မီဒီယာကြီးဝိုင်းကြီးတဲ့ဟာမီဒီယာကျွန်တော်အခု40လောက်ကိုတပိုင်းလိုက်ဖတ်တယ်40ကျော်ကျွန်တော်အကုန်လိုက်ဖတ်တယ်ဖတ်တဲ့အခါမှာအဲ့ပြည်ပြည်အကြမ်းဖက်မီဒီယာအကုန်လုံးရေးတဲ့ပုံစံတွေမတူကြတဲ့ဟာတွေရှိတော့မရှိတဲ့အဲ့ထက်မှာကျွန်တော်ကွဲလွဲတဲ့တွေထောက်ထောက်ပြရတာနော်ခုနလည်းပြစ်တာဝိုင်းပြစ်တယ်ဟိုတယောက်တယောက်ကပကဖာသူပြစ်တာလို့ပြောတယ် PL ရဲ့သူတို့ပြစ်တာလေနောက်တစ်ခါကျွန်တော်မတတ်တာဆိုကြတော့ PL ရောပကဖာဝိုင်းပြစ်တာလေဩပိုင်ပိုင်နဲ့ပြစ်တာလေဟိုပြစ်တော့ပြစ်တယ်ပေါက်တကရရေးရှောက် ရေးကြတော့ကျွန်တော်လည်းဘာပြောမှပြောချင်စိတ်တော့ပျောက်တယ်ဩဒီကောင်လေးဒီလိုမျိုးပေါက်တကရရေးပြီးတော့ပဲလူတွေကိုဒီဘာခေါ်လဲဆိုတော့ ဘာလို့ခေါ်လဲဆိုတော့ဒီ force hold လို့ခေါ်တာပေါ့ကဲနော်ဒါကတော့ဒါဘောမပြီးတော့လောက်ပဲပေါ့နော်အဲ့တော့သူတို့ဘက်မှာကတော့အဲ့လိုပေါ့နော်ဒီလောက်ဓာတ်ပုံတွေရောဗီဒီယိုတွေဝေးဝေးဆဆထုတ်လွှင့်ပြထားတာတော့မှရောက်ညင်းသေးတယ်ပေါ့နော်ဇွန်ဘီလုံးတို့ဘက်ကလည်းနော်တခါလေလင်းပစ်ကြနေမကြောက်စာစာတင်နေပေါ့နော်လင်းပစ်ကြတာမဟုတ်အဲဒီလင်းပစ်ချတာမဟုတ်ဘူးသူကလည်းသူလေ့ကျင့်ပြန်တိုင်းနေပစ်ကြသွားပါတယ်ဘာညာဆိုတထုတ်တယ်ပေါ့နော်အခုဘောမကလည်းနော်ပြောင်းလင်းပြောင်းစားလိမ့်တာပေါ့နော်ဒီကောင်တွေဘက်မှာတော့လိမ့်တာတော့လေတကယ်နော် ဘလို့ဘလို့ပြောမှာမသိဘူးခံပြီးတော့ညင်းနေတာကိုတော်တော်ကြီးပေါ့နော်အသေးရစရာကောင်းပါတယ်နော်ကဲဒီကောင်တွေဘလောက်ပဲလင်လင်ပေါ့နော်နောက်ဆုံးမှာတော့ဘိုးကြီးထက်မြက်နေဒီနေမှာရှိတဲ့တကယ်နေခံနေပေါ့နော်ဒီလင်ပြတ်ကျသွားတဲ့နေခံနေနဲ့စကားပြောထားတဲ့အသံဖိုင်လေးကိုကျွန်တော်နားထောင်ကြအောင်နော်ဒါအားရစရာကောင်းအောင်လေကြီးဘလို့ဘလို့တွေဖြစ်တော့လုံးမအောင်တကယ်စိတ်ဝင်စားနေကိုအဲ့ဒါကြီးဟိုဟာဖြစ်ရှင်နေဒီကောင်တွေက3သီးလာတာ3သီး3သီးပေါ့ဟုတ် အဲ၃သီးလာတာကိုပြစ်တာတော့ဒီပထမနှစ်စီးရဲ့ပြစ်တယ်ပထမနှစ်စီးလဲကျွန်တော်တို့အချင်းပြောရရင်နင်းနေပါပါကြည့်ရမှတ်တယ်ပထမစီးလဲတော့ပြန်ခောက်လာအာပြန်ကင်လာဘဟိုဒီဘယ်ဘယ်ညာပေါ့ကျွန်တော်တို့ဘယ်ညာရှိတာဘယ်ညာဘယ်ဘက်ရညာဘက်ရအနောက်ဘက်ရအဲ့လိုမျိုး၃ဘက်၃ဘက်ရှိတာပေါ့၃ဘက်ကမှပြစ်တာတော့ပတ်ပေါင်းစုံနဲ့ဝိုင်းပြစ်လိုက်တာအာပြစ်လိုက်တော့ကြာဒီကောင်ဟိုလိုကျွန်တော်တို့ပုံမှန်လိုဟိုလိုဗမောဖြစ်စင်ပါလိုအဲ့လိုမျိုးဝေးဝိုက်ပြီးကိုမဟုတ်ဘူးဒီကောင်အဲ့တင်းချင်းစိုးနဲ့ကိုတခါအဲ့ကိုထုတ်ကြသွားတာအားရတယ် โอ้အဲ့လိုလဲလိုမျိုးအပစ္စည်းပစ္စည်းတွေဟိုတွေ့တွေ့တွေ့တဲ့ထဲမှာအဲ့ဟိုဟာတွေလည်းတွေ့ရပါဟုတ်ဟုတ်ဟိုဟာပါသူခန္ဓာကိုယ်တွေဘာတွေပါရတာညမရဘူးမီးလောက်နေပါဘူးရှိရှိအကုန်ရတယ်အကုန်ရတယ်အကုန်ရတယ်ဟုတ်လားဟုတ်တယ်ခေါင်းကြီးတော့မရှိတော့ဘူးကိုခေါင်းကြီးတော့မရှိတော့ဟုတ်လားဟုတ်ရတယ်အဓိကတကယ်ဂုံယူလို့ဗျာအဲ့လိုမျိုးပြော်လေဟုတ်ကျွန်တော်လည်းဂုံယူပါလေအခု YouTube channel ဆိုတော့အများအားဝင်ကြည့်အများအားနေ့တိုင်းနေ့တိုင်းပဲဝင်ကြည့်ရဟုတ်လားဟုတ်လားအဲ့ဒီကောင်ကြီးကပါအနေပြန်လာလားဟလားအဲ့ဒါ ဟုတ်တယ်ဗျာအမှန်တကယ်ကျွန်တော်တို့အညာကိုဒီကောင်တွေအညာသားတွေထင်သေးရတယ်လားဒီကောင်တွေကတကယ်လားတို့ရရအောင်ပါဆိုရင်ဟိုဟိုဟာရှိရတရားရှိရဒီကောင်တွေမြင်းနေပြန်လာကျွန်တော်တို့ဘက်မှာဆိုရင်အမြဲတမ်းအိုက်ခံလိုက်ရင်လေဒီလားကျွန်တော်နိမ့်နိမ့်လေးနေဒီကောင်တွေကလူမထင်ခွက်တွေလာလာချိုးရလေဒီလားအဲဒီခါတော့ချိုးတန်းဆိုပြီးတော့ကင်ပေးတာမိုက်ဒီအားရတယ်အခုတော့ကောင်းတရားကိုရရကျွန်တော်ကြီးကြားပါစီနော်ဟုတ်တယ်ဟုတ်တယ်အဲ့လိုလိုမျိုးကိုအခုတော့ကောင်းတရားကိုရရဖြစ်ကုန်တာပေါ့ကောင်းကောင်းတရားကိုကတရားဆပေးမွေးလေးကိုကက်လို့သူတို့ရဲ့ဟမ်းမတ်မှာသူ အဲ body ဘယ်နှခုလောက်ရလိုက်လဲညလောလောဆယ်ကျွန်တော်တို့တည်ရ body နှစ်ခုရှိရကြနှစ်ခုကျွန်တော်ထင်ပြောရင်နော်ရှိတယောက်နောက်တယောက်အဲ့လိုအဲ့လိုပြောရလားမသိဘူးမောင်းနိုင်အဲ့လိုမျိုးပါရလားမသိဘူးကျွန်တော်တို့မသိဘူးအဲ့လိုအဲ့လိုမျိုးနှစ်ခုရှိရကြအဲ့တော့ကြားကြတဲ့အတိုင်းပဲလုံးဝဒါဒီဟိုပါတော့သူတို့စီမှာတက်တဲ့အချက်လည်းအကုန်ရှိတယ်ဒါအခုလဲထွတ်ထွက်လာတာရှိလာပြီပေါ့နော်မှတ်တမ်းနေဓာတ်ပုံနေအဲ့ထွက်လာရှိသလိုပြီးရင်ဒါရရှိတဲ့ body အနေနဲ့ဆိုလဲရတယ်ပေါ့နော်အဲနှစ်လောင်းရတယ်ပေါ့နော်ရှိတယောက်နောက်တယောက်နှစ်လောင်းလုံးရတယ် လုံးဝကောင်းတခြားကိုတခြားဖြစ်တယ်အဲပောက်ကွဲတဲ့ဟာကြောင့်မလို့လွင့်ထွက်လာတဲ့အချိန်မှာပေါ့နော်သူတို့ရဲ့ဥကောင်းကိုနေလို့ယူဆရတဲ့ဟာတွေဘာဖြစ်လို့လဲဆိုတော့အုတ်ထုတ်တွေတောင်လွင့်ပြလာတာဟုတ်အဲ့လိုလွင့်ပြလာတဲ့အုတ်ထုတ်တွေသူပြောတဲ့အတိုင်းပဲလုံးဝစပင်ကြီးလေးတောင်ကတ်လို့လို့ပါတော့ကဲဒါတော့เนาะဒီလေပြကြနေပတ်သက်ပြီးတော့ဒါတော်လိုင်းနေမှာရှိတဲ့ရဲဘော်တွေကကိုယ်တိုင်သတိပို့ထားဖြစ်ပါရဲ့เนาะအဲ့တော့ဘောမတွေကတော့ဆက်ပြီးတော့ဘူးခိုင်ငင်းနဲ့လောင်ကြမှာဖြစ်ပါရဲ့เนาะအဲ့တော့ကျွန်တော်တို့တော်လိုင်းမှာတော့ခုချိန်မှာဆိုရင်အညာမှာဒါပြစ်ချလိုက်တာပထမဆုံးစုချင်လို့တော့ပြောလို့ရတယ်ပေါ့เนาะအဲ့တော့ ဒီနောက်ထပ်ပေါ့နော်တခုပြူပြီဆိုရင်နောက်ပိုင်းဇက်တိုက်ဇက်တိုက်ပြူတဲ့သဘောတရားရပါပေါ့နော်ဒီဒိုမီနိုသဘောတရားရရမကြခင်လေနေရထပ်ပြီးတော့ပေါ့နော်ညမြေမှာငက်ခင်သတင်းတွေထပ်ပြီးတော့ကြားအောင်မယ်ဆိုတော့ကိုသုံးသက်ပြောဆိုရင်ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစာဆုံးကြည့်ပြီးကြားတဲ့မိဘဆွေမျိုးများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ယူကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖက်မေးအောင်လည်းစစ်ပေးငလင်ပေးဘေးရည်ပေါင်းစုံမှာကင်းလို့ကြပါစေလို့စိတ်နှလုံးသားထဲဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ